ခုဒီမှာ MZ gearbox လုံးတိုင်းပြတ်ညှောက်ပြီးတော့မယ် MZ gearbox ကဒီမှာကျွန်တော်ကတော့အခုဒီမှာသူကသူ့ဟာသူ့ဟာ channel သူသူ့ဟာသူတက်ထားပြီးသားရှိတယ်ဒီမှာဗာလေးပြရစီရှိနေဆိုတော့ကျွန်တော်ကတော့ကွာဟိုချုပ်တုံးကမမတ်ဘူးဖြုတ်လိုက်တယ်ပေါ့နော်အဲထားပါတော့သူများခွဲလာပြီးကိုကကိုဖြုတ်လိုက်တာပဲဖြစ်ဖြစ်မမတ်ထလာပြီးဖြုတ်လိုက်တယ်ပေါ့နော်အဲ့တော့ကိုကဘာနဲ့ပြန်လုံးရမလဲဆိုတော့ခဏကမင်းတို့ပြောနေကြတယ်အတွေးခေါ်ပေါ့အတွေးခေါ်ဆိုတာဒီမှာတီတီလာတဲ့သူမှအမှတ်သားပါလား အခုသုံးမိနေမှာမှတ်သားပါတယ်ဒီမှာတော့အခုမှတ်သားက 21C ဆိုပြီးရေးထားတယ်အတူတူပဲဒီမှာလည်း 21C ပဲသုံးခွာတလုံးရေးထားတယ်ဒီမှာထူးကြတာတခုကဒီခွာကတော့နည်းနည်းဒီမှာတေးပြီးတော့တူနေတာရှိတယ်ဒီခွာနှစ်ခုကအခုတခြားရှေ့ကြီးလာတဲ့ခါကျတော့အဲဒီမှာအခုဒါခွာ site ကအတူတူဖြစ်နေတယ်နော်အားလုံးအနေထားတူတဲ့ပုံစံကိုတွေ့ရတယ်ဒီမှာအဘာမတူလဲဆိုတော့တခြားစစ်ကြည့်မယ်စစ်ကြည့်မယ်ဆိုတော့အခုဒီမှာဒီဘူးလေးတွေအနေမြင့်တူရှည်ခွာလားစစ်ရမယ်နော်ဒီမှာတူနေတဲ့နေရာပေါ့ကွာဒီဘူးတီရှိတဲ့နေရာအတူရှည်ခွာလားစစ်ရမယ် အတူရှိစစ်ကြည့်တော့လည်းမကွာဘူးเนาะမကွာဘူးဆိုတော့ဒီငကွာကတကယ်လို့ကွာတယ်ဆိုတော့သူကအဲအမှတ်သားတစ်ခုခုတော့ပေးထားတင်တယ်အဲဒီမှာတော့အစာတစ်ခုတော့ကွာတယ်ဒါပေမဲ့တကယ်တမ်းကွာကိုလေ့လာကြည့်တော့เนาะကွာကဒီလိုရှိမှာပေါ့เนาะနေမြတူရှိတော့ဒီဒီပုံစံရှိမှာပေါ့ပြီးတော့ရှိမှာအဲ့တော့ဒီမှာအတူတူဖြစ်နေအားလုံးတူတူပဲအားလုံးတူတူဆိုတော့အကူတော့ဘာကြည့်ရမလဲဆိုတော့အဲဒီအသေးစိတ်အချက်လေးဆက်စစ်ရမယ်ဒီကွာကြီးအကြီးသေးကွာလားဒီမှာဟိုเนาะ site ကွာလားအားလုံးစစ်ကြည့်တော့အားလုံးတူတူ ြစ်နေတယ်အဲ့တော့ဒီမှာစစ်ဆေးနေရာရှိတာကအခုပါပြောနေရာရှိတယ်ဆိုတော့ဒီမှာဆိုရင်ကိုတို့ကကွန်ထရိုလာကဒီမှာထည့်ရမှာเนาะကွန်ထရိုလာဒီကထည့်ရမှာဘူးဘွားကိုကိုတို့ကထားပါတော့เนาะဒီဘက်ကကိုထည့်ကြည့်နေမှာဒီဆိုရင်ဒီမှာเนาะအဆင်မပြေဘူးအသေးကိုဒီဘက်ထည့်ကြည့်မယ်ဆိုလည်းဒီမှာဝင်လို့တော့မရဘူးအဲ့ဒါဒီမှာဝင်လို့မရဘူးအဲ့ဒါလည်းဝင်လို့မရအောင်အဲ့တော့ဒီမှာသူကသုံးနေရာထည့်ရမှာအဲဒီဘက်မှာသူကကွာတိထည့်ကြည့်ရတယ်ဒါအကူဖြိုးတော့အမှတ်မထားဘူးနော် အတွေးကြီးကျုပ်ကလည်းအလုံးမက်စီအောင်လို့အဲ့ဒါပြောတာအတွေးခေါ်လေးဝင်သွားပြီဆိုတော့ကိုတို့ကအဲအတွေးခေါ်လေးနဲ့ဒါကိုပြင်လို့ရတယ်ဆိုတော့ဒါပဲဖြစ်လို့ရတယ်ဖြစ်လို့ရတော့ဒီမှာအချိန်တွေနည်းနည်းကောင်းတယ်နော်ကွတိတယ်ဒီကောင်းတဲ့ကောင်းကိုလည်းကိုတို့ကဒီမှာစမ်းကြည့်ရအောင်ကိုကကွန်ဒိုလာဒီဘက်မှာဆိုတော့ဒီလိုဖြစ်လို့တော့မရဘူးနော်ဘာလို့ဒီမှာကွန်ဒိုလာနဲ့ချိန်ပါလိမ့်ဒါဒီဘက်ကိုလှည့်ပေးမယ်လှည့်ထည့်ပြီးတော့ဒီဒီကုတကယ်လို့မှားရအောင်ဘာဖြစ်မှလဲသူကအတူတူထုတ်တာဖြစ်လို့ဆိုတော့ကြည့်အောင်ဒီလိုရှိသွားပြီအဲ့တော့ကိုတို့ကဒီလိုထည့်ပြီးသွားရင်ဒါကဒါလေးကိုပြေးပါမယ်။ဟာပြီးရင်ကိုကွန်ဒိုလာလုံးကြီးထည့်မယ်။ က်ပြီးခုနကရှက်ပေးမယ်ရှက်ထည့်ပြီးနော်ရှက်ရှက်ကနှစ်ရှက်ကလည်းမတူဘူးဒီမှာနော်ဒီရှိတယ်အဲ့တော့ဒီကြီးလေးပဲတကွာတော့တကွာဘက်ကတာပေါ့နော်နှစ်ကွာဘက်ကတာပေါ့သူနှစ်ကွာကိုထည့်ပါလေအဲ့တော့တကွာဘက်ကိုတာကြီးထည့်မယ်အဲ့တော့တကွာဘက်ကိုထည့်မယ်ခုနကကုလူလာနေခုနကကွာရဲ့အဲ့နဲ့ထည့်အောင်ထည့်ရတယ်ဘာလို့ပါလဲ။ဒါဒီစပလင်းအောက်ကနေနော်စပလင်းအောက်ကနေနော် တယ်ကတော့ကန်နေတယ်နော်ပြဿနာကြီးဒီချက်ကိုသိနေတာဟုတ်ပြီဒါဆိုရင်အခုတို့ကဒီမှာဒီဘက်နှစ်ခွက်ကိုလေခုနကလေခုတို့လာလာချိန်ခဲ့မယ်ဒီမှာအခုတို့ကချုပ်တုံးကမမတ်ထားရင်ခုနကဒီမှာစဉ်းစားတွေးခွန်မှုလေးထည့်ရလိမ့်နော်ဒီမှာဒီ line နဲ့ဒီ line ကိုထည့်အောင်ဆက်မယ်ခွာလေးထည့်လိုက် တက်ပြီဆိုရင်အခုတို့ဒီမှာဒါတစ်ခုဝင်သွားပြီဆိုရင်ဒီတစ်ခုကပြင်နေနေအကျုံနေရသူကြာပြီလို့ပြောလို့ရလှည့်ကြည့်ရလှည့်လို့ရမယ်เนาะလှည့်လို့မရဘူးထောက်နေဆိုတော့မဟုတ်သေးဘူးခုတော့လေလှည့်လို့ရဆိုတော့ဒီအရခုနထိုးကြည့်လို့ရတယ်ချင်းချင်းเนาะခုလာကွားကြီးချင်းသွားတာပြရလိမ့်မယ်အခုချက်စီမခဲ့ကြည့်လို့ရเนาะဟုတ်ပြီတပလင်ကအားကြောင့်ဒီကောင်ကခုနေရခုံဘူးသူကနည်းထော်ထွက်နေတယ်အဲ့တော့ဒါတော့နည်းနည်းလေးပြီးခိုင်းကောင်းမယ်လက်ပြီးတော့အဲ့တော့လှည့်ကြည့်ပါလည်းဒီကြရတဲ့ခုချင်းမျိုးကိုထိုးကြည့်လို့ရတယ်เนาะဒီဒီကြရတဲ့ဝင်နေဆိုရင် ဆင်းပြေးတယ်ဒီလိုမဝင်ဘူးတနည်းအားမှာဒီအရည်ညက်နေရမျိုးရှိရင်တော့အဆင်မပြေဘူးเนาะအဲ့လိုဒီအရည်တူဟုတ်ဒီမှာအကုန်လုံးဖြုတ်အကုန်လုံးဖြုတ်မကြတော့ဒီအရည်ထိုးတဲ့အချိန်မှာတို့ဒီခွာလေးတွေကပုံမှန်ဒီပဲချိန်ပြေးတာဒါကမင်းတို့သဘောတရားနားလေရမယ်ငါချိန်ပြေးပြီနောက်နောက်တော့အောက်တစ်ခုချိန်ပြေးပြီအော်ဟုတ်ပါပြီ။ဒါနောက်တစ်ခုပြန်ချိန်မှလည်းအလေးဦးပြန်ထားပြီးပေါ်ပေါ်ပြန်ချိန်ပြီးထိုက်ဖို့ဆန်နေတော့ပါမယ်နော်။၅ချက်၊၄ချက်၅ချက်ပါပါမယ်။ဒီကနေ့က तू က၆ခွာဆိုရင် သုံးချက်ချိန်လို့ရပါတယ်။ဒါဆိုသူက၅ချက်ပဲချက်တာနော်။ Sorry သုံးကွာဆိုရင်သူကတကွာကို၂ချက်လုံးနဲ့လုံးလို့ရ။ဒီတကွာကအလဲမှာနေမယ်။အပေါ်သွားမယ်၊အောက်သွားမယ်။နှစ်ခါဖီယာနှစ်ခုထိုးလို့ရတယ်။ခွန်လာကွာတကွာပေါ့နော်။ဒါဆိုကိုတို့ကဒီအက်သက်ပဲဖြစ်ဖြစ်တခြားဘာပဲဖြစ်ဖြစ်ကိုတို့ဒီရပေါက်ကိုကိုတို့ချက်တုံးကမမတ်လိုက်ရအောင်မမတ်မိဘူးဆိုရင်လည်းစိတ်တနာမရှိဘူး။ဘာနဲ့လောက်ရမလဲဆိုတော့ခဏကကိုတို့ ီအတွေးခေါ်လေးထည့်ပြီးတော့စဉ်းစားပြီးတော့ဒါဖြစ်နိုင်ရည်ရှိတာဖြစ်နိုင်ရည်မရှိဘူးလားအဲ့လိုစဉ်းစားရပါလိမ့်မယ်နော်ဟုတ်ပြီဒါဆိုကိုတန်ဆန်တဲ့မှာဒီမှာဝေတုံးကြောင်းနဲ့ဆက်ဆက်ပြီးကြည့်ကြပါဒီမှာဝေတုံးဒါဝေတုံးပါတယ်ဝေတုံးမှာအခုကမာကာပါပါတယ်မာကာမပါရင်ဘာဖြစ်သွားလဲဆိုတော့မာကာမပါရင်ဒီမှာကြီးခုနတင်းနဲ့ဒီဝေတုံးနဲ့ဂျူပေးလာပါမယ်ဟုတ်ပြီလားဟုတ်နော်အဲ့ဒီသူမကမြန်ကလေးကမတိလိုက်ဘူးမကပါတာမတိလိုက်ဘူးဆိုရင်ဝေတုံးကလေလာတယ်ကိုတည့်ရလေလာတယ်ဒီလိုတိုက်သွားမယ်လာနောက်ကလေးအရှိကိုလေနဲ့ဒီလိုမှာရှိမှာနိုင်တော့ ဟုတ်လားတွေ့လားအဲ့တော့မကလွဲရဆိုရင်တော့ဝေတုံးနဲ့ကွန်တိန်နဲ့တိုက်ပြီးတော့ညင်ရမ်းမှာကွဲသွားနိုင်တယ်မလေတော့လည်းဖြစ်နိုင်တယ်အဲ့တော့ဒီဝေတုံးကသူ့နေရာနဲ့ပြင်ချင်ရမယ်ဝေတုံးကဘယ်နေရာမှာအသုံးပြုရလဲဆိုတော့မင်းတို့အင်ဂျင်ကွန်ဗီဒီယန့်စတုတ်မှာအင်ဂျင်လေးနေတဲ့စတုတ်မှာသူကဝေတုံးကအောက်ကိုလှည့်ပြီးဝေတုံးရဲ့တဘောတရားကိုရှင်းပြပြမယ်ဝေတုံးကဒီလိုဘယ်လိုမှအပေါ်မှာနေလို့မရဘူးအောက်ကိုကျတော့ဆွဲချသွားတယ် အဲ့တော့တို့ commission တွေကိုမျက်စိတည်းကြည့်လိုက် commission မှာအညာ၄နေရာ၄နေရာမှာဝေတော့ဒီနေရာရောက်ပြီဆိုတော့ပူပြီးတော့အညာကိုရိုးပေးမယ်တော့နော်ဝေတော့ကသူကအောက်ကိုပဲတွဲချတယ်အဲ့တော့ဝေတော့အတိုင်းမှာရင် container နဲ့တိုက်ပြီးတော့ပစ္စည်းနိုင်တယ်အတိုင်းမှာရှင်းရမယ်နော်ဝေတော့အတိုင်းပါပါလိမ့်မယ်ဟုတ်ပြီကြားရတယ်လို့မျိုးကက်ကက်ပြီးပါခလုံးကိုတော့ဘူးနော်ရက်ကလေးချင်းခင်းပါရင်အားကြီးတော့အေးဟုတ်ပြီ